so come if you're ready you walk through the fire while i'm getting higher FOE season 1နဲ့ season 2เนี่ยเนเน่တွေกว่าว่าเลยဆိုဘယ်လိုမျိုးလဲကျွန်တော် season 1မှာတော့ကျွန်တော်ထည့်ပြောရမယ်ဆိုရှင် drama เนเน่များခဲ့တယ်ဒါပေမဲ့2မှာရေးလဲဖြုတ်တဲ့လူတွေကြီးပဲမဲ့အေးမဲ့သူကစာဖြုတ်မယ်ပြင်းမယ်ဆိုတာဟာတကယ်ကိုကျုံးတယ်အဲ့တကယ်မိုက်တယ်ကြည်ရတာကိုထုံးဆိုလို့ရှင်တကယ်ကိုမိုက်တယ်မိုက်တယ်ဒီ fire ကိုတော့လုံးဝကြည့်လို့ရှင်ဒီ ကျွန်တော်ကိုယ်တိုင်တော့မှတစ်ခါကြားချင်ဒီဘက်က for sure လားမသိဘူးပေါ့တော့သိတယ်မလား social media မှာပဲလုံနေတဲ့ဘဲထင်နေတာဒါပေမဲ့မဟုတ်ဘူးဒီဘက်ကတကယ်ကိုစိတ်သက်ပိုင်းဆိုင်ရာ strong ဖြစ်ပြီးတော့တကယ်ကိုစူးစမ်းနေတဲ့လူတယောက်ဆိုတာကိုကျွန်တော်လည်းလက်ခံလိုက်ပါโอเคအခုလက်ရှိကျွန်တော်တို့အာ FOE season 2ကိုစပြီးတော့ဒီနေ့ပြင်ရလို့ပါတယ်ဒီမှာတော့ တော့လုံးဝအထူးစီစဉ်နေနဲ့ကိုချူအောင်က host အနေနဲ့ညာကျွန်တော်ကတော့ဒီစီစဉ်မှာတော့ပါဝင်မခဲ့ပြင်မဲ့စီစဉ်1မှာကျွန်တော် join ခဲ့ပြီးပါတယ် director တယောက်အနေနဲ့ဒီမှာတော့ကျွန်တော် project တယောက်အနေနဲ့ဟို FOE မိသားစုအနေနဲ့လာပြီးတော့အားပေးတာပါဒါပေမဲ့ final မှာတော့လာပြီးရယ်ဒီနော် so လာလာ so how do they final လာ it's a tough one နော်အော်တော်တော်လေးကိုကျန် yes ဘာမှချွေးပြန်လေချွေးပြန်လေ very dramatic FOE season 1မှာတော့ကိုချူအောင်တို့ကိုတိုင်ရောတို့ဒီပတ်ဝန်းသက်ဟိုပြန်မောင်းရင်အကုန်လုံးကစူးစမ်းခဲ့တော့လည်းမြင်တယ် director တယောက်နေနဲ့နောက်ခံကြည့်တဲ့အချိန်မှာကျွန်တော်သူတို့ကိုလည်းကုန်ကျစရမိတယ်တနာခဲ့မိတယ်ကျွန်တော်လေးစားခဲ့တဲ့အချိန်အများကြီးရှိတယ်သူတို့လည်းကျွန်တော်အများနဲ့တွန်းခဲ့တယ်ဒါပေမဲ့ FOE ဖြစ်သွားရတယ်ဒါသူတို့ကြောင့်ဖြစ်တာလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်တော့စာနာတော့စာနာတယ်ဒါပေမဲ့လုတ်ခိုင်းတယ်တေလောက်တေလောက်လုတ်ခိုင်းတယ်ဒီ action တွေကတော့ဒါအကုန်လုံး reality show ဆိုတော့ ဒါသူတို့ရဲ့စူးစမ်းအထုမှုပေါ်မှာပဲကျွန်တော်ရိုက်တာပါကျွန်တော်ကင်မရာပဲခြောင်ပြီးတော့သူတို့ကို RV စကားနေနေပဲလို့ပြီးတော့သူတို့ဟိုသူတို့လမ်းကြောင်းကိုပဲသူတို့ထွင်ခဲ့တာပါဆိုတော့သူတို့ဒီ FOE FOE season 1ဆိုတော့ကြည့်တဲ့အချိန်မှာတော့ကိုကြိုက်တဲ့အချိန်တွေကြည့်ခဲ့တာဖြစ်တယ်ကိုသူအောင်ကိုကြိုက်တဲ့အချိန်မှာကြည့်ခဲ့တာဖြစ်တာကိုသူအောင်ဆိုတဲ့တို့ထတို့ထားတဲ့စူးစမ်းပြီးတော့တို့ထားတဲ့ဟာလေးပဲ FOE season 1နဲ့ season 2နဲ့နည်းနည်းလေးကွာသွားတယ်ဆိုဘယ်လိုမျိုးလဲကျွန်တော် season 1မှာတော့ကျွန်တော်တဲ့ပြောရမယ်ဆိုရှင် drama နည်းနည်းများခဲ့တယ်ဒါပေမဲ့2မှာရေးလဲဖြုတ်တဲ့လူတွေကြီးပဲ သူ့မှာဒီကျွန်တော်တို့ audition နဲ့ပါတဲ့ခါကျတော့ audition မှာကလေးဖြုတ်တာအဲခုနကတော့ပြောခဲ့တယ်လို့ပြောပဲတကယ် audition မှာလယ်ဝေးစင်ကစားသမားကြီးလာပြိုင်တာအများကြီးပဲဒီခုနကတော့လို့ဒီ Kaya Bla Vachan ကတော့တခြား sport တွေကတော့လာပြိုင်ရတာအများကြီးပဲဒါပေမဲ့ခင်မမထားလောက်ကိုဟိုကျမ်းပြီးတော့ပြုတ်သွားခဲ့တယ်အဲ့လိုပဲပါလာတဲ့လူကလည်းပဲနောက်တစ်ဆင့်ဆင့်တစ်ဆင့်တစ်ဆင့်မြင်လာတိုင်းပိုခတ်လာမယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့ရတာပေါ့နော်အဲ့တော့မိုက်တယ်နော်ဟာတကယ်မိုက်တယ်ဟုတ် အားရတယ်အားရပါတယ်အားရပါတယ်သူမောသူမောတော့တော်တော်လေးကိုပို့ပြီးတော့ competitive ဖြစ်မယ်လို့ကျွန်တော်ခန်းစားရတယ်ပို့ပြီးတော့ physical ဖြစ်မယ်လို့ခန်းစားရတယ်ဒါတော့ဒီအားကစားကိုအနစ်သက်တဲ့ပရိသတ်တွေများတော့စိုက်ကြမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဓိကတော့ဒီ2မှာကျွန်တော်သဘောကျတာကတော့ဒီ physical ဘိုင်းဆိုင်ရာအားလုံးကကျန်းတယ်ဒါ mentally လည်းလူအများစုကျန်းတာကိုတွေ့ရတယ်တချို့တော့ mainly ဆို mainly ပဲအဲ့သူရဲ့ mentality က အကြာအသားမှာယောက်ျားလေးတွေတက်ကိုပို့ပြီး strong fit တဲ့လူတွေရှိရဒီထဲမှာ3-4ယောက်လောက်ကျွန်တော်တွေ့ရတယ်ပေါ့နော်အာတကယ်တမ်း honestly ပြောမယ်ဆိုလို့ရှိရင် season 1တော့အားဆိုလို့ရှိရင်အများဆုံးလုံကျွန်တော်တွေ့ရ2ယောက်3ယောက်လောက်ပဲတွေ့ရဒီမှာ main key အများဆုံးအဲ့လိုဖြစ်နေမတ် email တူပါစအဖြုတ်မယ်ပြင်းမယ်ဆိုတာဟာတကယ်ကိုကျုံးတယ်အဲ့တကယ်မိုက်တယ်ကြည်ရတာကိုသူအောင်လည်း mentality ကောင်းပါတယ် season 1မှာအရင်ကောင်းပါတယ်လေမတည်ုံနေမှာပဲတဲ့မစော့ကျင်တော့ပြင်မနာနေဘလို့ချင်တော့ ကြိုင်နေတာမဟုတ်ဘဲနဲ့ခုနကတော့ confession room ပဲဖြစ်ဖြစ်နောက်မှဒီသူတို့ချင်းချင်းစကားပြောနေတာဆိုရှင် entertain ဖြစ်လိမ့်မယ်။ဘာလို့လဲဆိုတော့မမျက်လေးရဲ့ပုံစံတိုင်းပဲသူသူကညင်းညင်းတဲ့ဟာပေါ့။တအားညင်းတာ။ तू မညင်းဘူးတဲ့ဒါပေမဲ့ तू တအားညင်းတယ်။ညင်းတယ်လည်းပြောပါဦး။ဟမ်။မပြောမပြောမပြောတော့မှမကြီး။ညင်းတာမညင်းတာပရိသတ်တွေကိုဆုံးဖြတ်ခိုင်းရအောင်။ဆုံးဖြတ်ခိုင်းရမှာ။ဟိုပျော်ဖို့ကောင်းပါလေ။ FPO season ကဘယ်လိုပဲဖြစ်ဖြစ်လေ။ဟိုနောက်ဆုံးတော့မိသားစုအနေနဲ့ပဲ ဟိုကြော်ဖြတ်ခဲ့ရတယ်ဒီလိုအများကြီးရခဲ့ရတယ်အာဘဝမှာလည်းတရားတစ်ခုအနေနဲ့တော့ဟိုမမီသွားခဲ့လို့ပဲရတယ်ဟုတ်ပါတယ်ကျွန်တော်တို့ကဒီကျွန်တော်လဲစီဇန်1တော့ကဝင်ပြိုင်ပစ်တယ်ဆိုတဲ့အကြောင်းအကြောင်းရင်းကျွန်တော်မှရှိတယ်ဒီအတက်ရွယ်မှာဒီလိုလေးလုံးနိုင်ခဲ့တယ်ဆိုတဲ့ဟာတစ်ခုကိုချိန်ရလို့ရှိရင်ပြန်ကြည့်လို့ရအောင်လို့ဝင်ပြိုင်ခဲ့တာဗောနော်အဲ့လိုမျိုးပဲဒီစီဇန်2မှာလည်းပဲကိုထွန်းထွန်းပါပါတယ်ကိုထွန်းထွန်းလည်းပြောရမယ်ဆိုလို့ရှိရင်ဒီအတက်ရွယ်တစ်ခုအရွယ်ရောက်တဲ့ချိန်မှာ သူ့ရဲ့အသက် level တန်းလူတွေမလုံနိုင်တော့တဲ့ဟာတခု तू အခုလုံပြနိုင်တယ်လုံဆောင်ခဲ့တယ်ဆိုရတာကအခုလည်းပြလို့ရတယ်နောက်ထပ်ပြီးအသက်ကြီးလို့ရှိရင်လည်းပြလို့ရတာပေါ့နော်ကိုထွန်းဆိုလို့ရှိရင်လည်းတကယ်ကိုမိုက်တယ်မိုက်တယ်ဟုတ်တယ်ဟုတ်တယ်အသက်ကြီးဆိုဒါပေမဲ့ဟိုသူ့ရဲ့ဒီပြိုင်ပွဲမစခင်မှာ तू ကကြိုတင်လေးချင်းနဲ့အားအရန်ကောင်းတယ် तू ခိုးခိုးပြီးလေးချင်တာပေါ့ခိုးခိုးပြီးတော့မနှက်ဖန်ရကြပြဘယ်လိုလုပ်ခိုင်းအဲခိုးခိုးပြီးတော့ရှောက်ကိုလေးချင်တယ်အဲဒါပေမဲ့ဒီမှာစူးစမ်းအားထုတ်မှုကောင်းတဲ့ လူတယောက်ရှိသေးတယ်ဒါကတော့ J Fire ပါ J Fire ကတော့လုံးဝကြည့်လို့ရှိရင်ဒီကျွန်တော်ကိုယ်တိုင်တော့မှတစ်ခါကြာချင်းဒီဘက်က for sure လားမသိဘူးပေါ့တော့သိတယ်မလား social media မှာပဲလုံနေတဲ့ဘဲထင်နေတာဒါပေမဲ့မဟုတ်ဘူးဒီဘက်ကအခုဒီဒီ season ကိုကြည့်ရဆိုလို့ရှိရင်တခြားအပြင်လူတွေလည်းသူ့ကိုအမြင်တစ်မျိုးပြောင်းသွားလိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်တကယ်ကိုစိတ်သက်ပိုင်းဆိုင်ရာ strong ဖြစ်ပြီးတော့တကယ်ကိုစူးစမ်းနေတဲ့လူတယောက်ဆိုတာကိုကျွန်တော်လည်းလက်ခံလိုက်ပါတယ်ပြီးတော့နောက်တစ်ခုကပို့ပို့ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့တစ်ခုရှိတယ်စူးစမ်းရကျွန်တော်နဲ့တယ်ဟုတ် စီဇန်1တော့ကျွန်တော်တို့က300လောက်ပဲရတာဒီစီဇန်2က300နှဲ့အတူချန်ပီယံရွှေကပတ်ချန်ပီယံရွှေကပတ်ကဗျာပြောရမယ်ဆိုအခုကရွှေစစ်တက်နေတာဆို300လောက်ရှိနေဦးလေကျွတ်တင်ကပါလေပေးရမှာပဲတေတေပဲ6ကျူးကျူးပဲပေးရမှာဟုတ်စီဇန်2မှာပြန်ပါသွားတယ်နော်ဟမ်စီဇန်2မှာပါထပ်ပြီးတော့တာမပါလို့မရတော့လေကျွန်တော် host ပါ host လေ host မရတာပြန်ပါသွားတယ်ဆိုဖြစ်သွားတာမဖြစ်မဖြစ်ဘူးတိမ်မန်းမှာဒီလိုဒီလိုလေးအကုန်လုံးက ကျွန်တော် April 29ရက်နေ့ည8:00နာရီချိန်မှာကျွန်တော်တို့ MRD 4ကနေပြီးတော့အပတ်စဉ်တနင်္ဂနွေနေ့တိုင်းကျွန်တော်တို့ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့စောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်ကိုဖိတ်ခေါ်ချင်ပါတယ်။ဒီစီဇန်ကတော့ကျွန်တော်တို့ဒီကြည့်မယ်ဆိုလို့ရှိရင်ပြိုင်ပွဲဝင်နေတဲ့စားလို့ရှိရင် host ကိုကြည့်နေတဲ့အတိုင်းပါပါ။အဲ့တော့ see you soon. See you.